ားလုံးမင်္ဂလာပါအခုကျွန်တော်တို့ထမင်းစားချေပါ ကျွန်တော်ဝတ်ထားတဲ့ဝတ်စုံကတော့ကိုရီးယားစားတောက်ကုံဝတ်စုံပါစားတောက်ကုံစေုံမှာ လုတ်တဲ့အလုပ်သမားဝတ်စုံပါကိုရီးယားမှာဒီစားတောက်ကုံစေုံမှာအခုလိုဝတ်ရတာများပါတယ်ပြီးရင်အပြာရောင်များပါတယ်တချို့စေုံတွေမှာဆိုရင်အဖြူရောင်ပါအခုတော့ကျွန်တော်တို့ထမင်းစားခိုင်းအောင်သွားနေပါတယ်။ရှီမာနီပေါလူမျိုးရဲ့မြန်မာလူမျိုးရဲ့ပါ။ထမင်းစားခိုင်းရောက်ပါပြီ။ဒီနေ့ထမင်းစားခိုင်းမှာလူရှင်းနေပါတယ်။ ဒီတော့အများကြီးတမ်းစီရပါဘူးအရှိမအောင်တော့ကျွန်တော်စဉ်းဥမှုပါဒီနေ့ကျွေးတဲ့ဟင်းအားတော့အမဲသားဟင်းလေးကျွေးပါတယ်ဟင်းအစုံပါပဲကျွန်တော်အဲ့ဒီမဲသားလေးနဲ့ခက်ပြပါမယ်ကိုရီးယားမှာမဲသားဟင်းကအခုလိုချက်တော်များပါတယ်သူကအချိုချက်လေးပါဒီခေါင်းသူကဖန်သားခေါက်ဆွဲလေးလည်းပါပါတယ်ဖန်သားခေါက်ဆွဲရယ်ကော်ဖီထုတ်ရယ်မုံလောက်ဦးအနီးရယ်ပါသူရဲ့အရသာကတော့ချိုချိုရတာပါ။သူအရင်မချိုပါဘူး။ ဒီမှာပါအမဲသားလေးစားကြည့်ရတယ်ပါကျွန်တော်အဲ့ဒီဖန်သားခေါက်ဆွဲလေးနဲ့ထည့်ခဲ့ပါတယ်အဲကျွန်တော်ဒီဖက်မှာလည်းထည့်ခဲ့ပါတယ်ဒီမှာပါသူကမုံကြီးလေးနဲ့ပါပါတယ်အခုရရမှာအသားဟင်းချစ်ရင်သူကတခုခုရောပြီးတော့ချစ်ပါတယ်အပြည့်ကျွန်တော်ဒီနေ့ဂိမ်းချီအများကြီးခဲ့ပါတယ်ဟိုးဂိမ်းချီအများကြီးပါပဲအဲကျွန်တော်ဒီဟာလေးကိုကျွန်တော်တမင်းပေါ်တင်လိုက်ပါမယ်ဒီအောက်မှာလည်းရှိပါသေးတယ်ဟိုဂိမ်းချီလေးကျွန်တော်အထုတ်လိုက်ယူလာခဲ့ပါတယ် ကျွန်တော်စိတ်အောင်မှာကြွေးတဲ့ကင်ချီအရန်ဆောက်အောင်ပါလေအပြည့်မော်ဆိုရင်ကင်ချီစိတ်ကြည့်ပါလေဒါတော့သူကရှီတက်ခဲမိုရဲ့ပဲတောက်ရဲ့ကျော်တော့တာပါပြီးကညောလည်းပါပါတယ်ဒီကျော်လေးရန်ဆောက်အောင်ပါလေသူကနည်းနည်းလေးချွချုံလေးနဲ့နေပါလေဒါတော့ပဲတောက်ပါပဲတောက်ကျော်နည်းနည်းပဲယူခဲ့ပါလေအော်တော့ကျွန်တော်အဲ့ဒီကိုရီးယားနာမည်မင်းနေလို့ပါ သူ့ရဲ့မုတ်သားတော့နည်းနည်းလေးမာပါလေအထဲမှာသူကဝတ်သားရဲ့ပဲကြဆိုင်လေးရဲ့စောက်သိထားတာပေါ့ဒီမှာသူ့မုတ်သားလည်းနည်းမာပါလေကိုရီးယားရဲ့ဈေးထဲဒီမှာရောက်ပါလေပြီးရင်လန်ဒန်ဘေးအားတော့ပူကီဆိုင်ဒီမှာလည်းပတ်ပါလေစားနေသူကနည်းနည်းလေးမမာလေးနဲ့နေပါလေမုတ်သားကျွန်တော်လည်းပြချစ်ပါမယ်။သူကအရင်ငရုတ်ကောင်းအရသာလေးနဲ့ပါပါတယ ွားခြင်းစားလေးပါဒီကလေးဆောက်ကောင်းပါလေသူကပော့ပော့လေးနဲ့အသားရပါလေးပါဒီနေ့ဟင်းချော်တော့သူကငချောက်ဝင်ချုံပါငချောက်ကိုသူကမုံလောက်ဦးနဲ့ချစ်တာတော့ပါအပြင်ချစ်တော့မင်းလေးလည်းပါပါတယ်အဲကျွန်တော်ငချောက်ကြိုက်လို့ငချောက်တွေအများကြီးထည့်ခဲ့ပါတယ်သူတို့ရဲ့ငချောက်ကတော့အချိုးချောက်ပါဟင်းချူတွေတောက်ကြည့်ကြလေးပါတော့ငချောက်တွေအများကြီးထည့်ခဲ့ပါတယ် ားလုံးပဲထမင်းစားကြပါအောင်ဒါတော့ကျွန်တော်ဆင်းမှကြွေးတဲ့နေ့လက်စားပါအားလုံးပဲမင်္ဂလာပါ